ဘာလို့လဲဆိုတော့အဲ့လိုတကယ်လေရှင်းလင်းချက်ကြည့်လို့ပေါ့ရှင်းလင်းချက်ကြည့်လို့ပေါ့ဒါလည်းပါတယ်အဲကျွန်တော်တို့ကအာကိုနေလေးဥပဟိုကျွန်တော်မြို့သမီးမကျမ်းမာရှင်ကအဲကျေးဇူးရှင်စီရင်ထဲမှာပါဝင်တဲ့လူတယောက်ဖြစ်ပါတယ်အဲ့တော့ဟို ူယေရှုလေးကိုကျွန်တော်ကဒီမော်ယုရှင်ကျူဇူပွဲလေးမှာဟိုပေါ့ကျွန်တော်ကောက်ယူလေးတမြင်ဖြစ်ပါဝင်ပြီးတော့ကျူဇူပေးရတဲ့အတွက်ကျွန်တော်အယံဝမ်းသာပါတယ်ဟိုအားလုံးလည်းဆိုတော့ဟိုယေရှုဆိုတာလေဆက်ဆက်ချင်တော့လေဆက်ခွင့်ဆိုရင်ရအောင်မှဖြစ်ပါတယ်ဟိုတကယ်တော့ဟိုကျွန်တော်တို့အဲဟိုတနေ့က ကျွန်တော်ဥက္ကဋ္ဌကြီးတဲ့အတူပေါ့ကျွန်တော်တို့ကတော်ဝဲချိပါတဲ့ခါမှာအဲတကြီးပုတော်ဝဲမှာကျွန်တော်အရန်ပြောပါတယ်ဘာလို့ဆိုတော့တကြီးပုတော်ဝဲမှာကျွန်တော်ကအငဲဆုံးဖြစ်နေလို့နော်အရန်ဝမ်းသာစရာကောင်းတယ်အဲ့တော့လို့တော်လေးပဲဟိုကုကုကုပြန်မီးတဲ့မိခွန်းလေးတွေရှိပါတယ်အခုအဲကျွန်တော်ညီလိုကိုလိုမိသားစုလိုနေတဲ့ကိုနေလေးဦးကိုအကြောင်းပြုပြီးတော့ဟိုမြမရုပ်ရှင် ကိစ္စလေးပေါ့လေနော်အဲ့ဒါလေးကျွန်တော်ကခုနဥက္ကဋ္ဌကြီးလိုပဲအားလုံးကိုလက်ဆောင်ပေးခြင်းပါတယ်ကျွန်တော်တို့ရုပ်ရှင်ကကျွန်တော်တို့မမွေးခင်ကလေးကအစခဲ့တာဆိုတော့သူ့အတက်ကတရားနဲ့ငါးနှစ်ရှိပါပါပဲအဲ့ဒီတရားငါးနှစ်ပြည့်တဲ့အချိန်မှာ ထမဆုံးရုပ်ရှင်ဇာတ်ကားဖြစ်တဲ့မြစ်တာနဲ့သူပြာကျောညာလေးကိုကျွန်တော်တော်တည်ထားမိပါတယ်အဲ့ကျောညာထဲမှာရေးထားတဲ့စလုံးလေးကမြမမြာကိုရိုင်းလေတော့ဆက်လန်းရေး၍မြမမြာကိုရိုင်းပါဝင်ကပြကတယုတ်ဆံလို့မြေရွာအဲ့တော့ပါဝင်ကပြလို့ရေးပါတယ်မြမမြာကိုရိုင်းပုံရိုက်ထားတော့ ပုံရိုက်ထားသောဇာကာကြီးဖြစ်တယ်လို့ရေးထားပါတယ်။ကျွန်တော်အဲ့ဒါဖတ်လိုက်တဲ့အခါမှာကျွန်တော်စိတ်ထဲမှာအိုးရုပ်ရှင်ဆိုတာကိုမြန်မာနိုင်ငံကြီးကိုရောက်လာအောင်တည်လာတဲ့အဖိုးဖွားတွေကိုကျွန်တော်ကတော့ပါတယ်။အဲ့ဒီတော့ကဒီစီနီမာမှာရုပ်ရှင်ပိတ်ကိုင်းပုံမှာဘသူကြီးကြီးအင်္ဂလိပ်ကာဟာအဲနိုင်ငံသားကားတွေပဲမြင်နေရတယ်။အဲ့ဒီပိတ်ကားဖြူကြီးပုံမှာ ငါတို့ဗမာလူမျိုးတွေစကားပြောတာဗမာလူမျိုးတွေလှုပ်ရှားတာမြင်ရရင်တိတ်ကောင်းမှာပဲกว่าဆိုရစိတ်နဲ့တိုက်ခဲ့တာဖြစ်ပါတယ်သူ့လူလူရောက်လာတယ်မဟုတ်ပါဘူးကင်မရာမရှိဘူးမမလူတခုတတတ်ကင်မရာတန်းတတတ်တွေ့ကြရကောက်ချိဆက်တော့မရရအောင်ကြိုးစားခဲ့တာအဲ့တော့ပြောချင်တာကတော့ကျွန်တော်မြန်မာရုပ်ရှင်ဟာခဏအထိမပြည့်စုံဘူးမပြည့်စုံတော့လဲကျွန်တော်တို့ဆက်လက်ကြည့်ရမြဲပဲ ဆက်လက်ကြိုးစားသေးပြီပြောချင်တာကတော့ဒီပိတ်ကားကြီးပေါ်မှာမြန်မာရုပ်ရှင်ဇာတ်ကားရောက်လာအောင်ရွေရွေလေးလုပ်ခဲ့ကြတာမဟုတ်ဘူးဆိုတာလေးပါပဲအဲ့တော့ကျွန်တော်တို့အခုအဲ့ဒီအဖိုးအဖွားတွေကသူတို့နှလုံးသားထဲမှာတခုပဲရှိမြန်မာလူမျိုးတွေရဲ့အယုတ်မြန်မာလူမျိုးတွေရဲ့အတန်ကိုဒီပေါ်မှာပြောက်ပါပဲအဲ့တော့ကျွန်တော်တို့အားလုံးရဲ့ ဟိုပေါ့နော်ကျွန်တော်မှာဘယ်သူမှမပြောနဲ့တာဝန်တစ်ခုရှိတော့လာကကျွန်တော်ရိုက်ရှင်ဇာကမြမလူမျိုးတွေရဲ့ဇာကမြမလူမျိုးတွေရဲ့ဇာကမြမလူမျိုးတွေရဲ့ရှင်ချင်းမှုပြတာနိုင်မတာလေတရငန်းနေအထိသေလာခဲ့တဲ့တမူးကြီးကပိုကောင်းမှာလို့ကျွန်တော်မြင်ပါတယ်ဒါကြောင့်ကျွန်တော်ပြောချင်တာကတော့လူငယ်လူငယ်တွေရဲ့ခက်ပါ ကျွန်တော်အယံဝန်းတာတယ်မင်းစစ်တဲ့နော်ဟိုအရင်ကတော့ကျွန်တော်ဟိုမောင်မျိုးပေါ့လေမောင်မျိုးကကျွန်တော်တို့ရဲ့လူငယ်ပေါ့အခုကျတော့မောင်မျိုးရဲ့တပည့်တွေကဟိုတပည့်ရဲ့တပည့်တွေတော့မှဒီလိုတွေဖြစ်သွားပြီဆိုတော့ကျွန်တော်ကလူငယ်တွေကိုအယံကြိုဆိုပါတယ်ဘာကြောင့်ဆိုတော့လူငယ်တွေကတစ်တယ်နံပါတ်1လက်ဆက်တယ်တက္ကနိုလော်ဂျီကိုကျွမ်းကျင်တယ်ဒါပေမဲ့ကျွန်တော်တခုပဲတခုပဲလူငယ်တွေကိုလက်ဆောင်ပေးကြပါတယ်အဲ့ဒီအသိနောက်မှာအရေးကြီးဆုံးကတော့ အနှစ်ဖြစ်ပါလေအနှစ်ကလေးတော့ပါအောင်လုပ်ပြပါအဲ့ဒီအနှစ်ကလေးကပါလေဆိုတော့ကျွန်တော်တို့ဟာမြန်မာရုပ်ရှင်ဇာတာဖြစ်တယ်ဆိုတဲ့အနှစ်ကလေးပါမြန်မာရင်ကျင်းမှုလေမြန်မာစကားပြောတာလေနော်အရင်တော့သိနေပြီအစ်စ်နောက်မှာအနှစ်မပါရင်ဂန္ဓဝင်ဆိုတာမဖြစ်နိုင်ပါဘူး classical ဆိုတာဖြစ်နိုင်ပါဘူးဘယ်အချိန်ဖြစ်ဖြစ် ကြည့်လို့ရတယ်ရုပ်ရှင်ဆိုင်ကဘယ်နေရှင်ဖြစ်ဖြစ်ဘလုံးလာတဲ့မှာရှင်ခုံနေရတဲ့ရုပ်ရှင်ဆိုင်ကတွေဖြစ်ဖို့ဆိုတာအစ်င့်နောက်မှာအနှစ်ပါဖို့အရေးကြီးပါတယ်အဲ့ဒီအနှစ်ပါဖို့ဆိုရင်ဘာလို့လဲရှင်ကျင်မှုလို့ပါတယ်မြန်မာစကားကိုမြန်မာသက်သာပြောတတ်ဖို့တိတ်ကံဝင်ပါတက်လို့ပြောဆောင်ပါဒါပေမဲ့စကားတကားလုံးနဲ့မှာတော့ကျွန်တော်တို့ဟာမြန်မာလူမျိုးတွေကိုကိုးစားပြုထားတဲ့စားတယ် တေးဥဆောင်ကြီးဖြစ်တယ်ဆိုတာလေးတက်ပြီးပြပေးပါလို့ကျွန်တော်ကဟိုကျူးစုမြစ်တဲ့အခါမှာလေပထမတစ်ခုပြောရပါမယ်။မင်းဘာကြောင့်အမှုပညာလုပ်ဖြစ်တာလဲ။သူကနံပါတ်1မြေ to be worthy မင်းချမ်းသာကြွယ်ဝခြင်းလို့လားတဲ့။ဒါနံပါတ်1ပြေကိုဖြစ်ပါတယ်။နောက်ဆုံးမိကုန်းလေးကပူလှပါတယ်။ မင်းဘာကြောင့်အမှုပြညာလုပ်ချင်တာလဲလို့မေးတဲ့အခါနောက်ဆုံးမေးခွန်းကရှင်းနေအဲ to make a to a meaningful life to shape ကိုဘွားကိုကို shape လုပ်ဖို့ပုံသွင်းတာဘာပုံသွင်းမှာလဲ meaningful life အတိတ်ပဲရှိတဲ့ဘဝတစ်ခုဖြစ်အောင်ကိုကိုကို ပုံသွင်းတာဖြစ်ပါတယ်ထိုက်တာလို့ပါကျဲ့လို့ဝက်ပါကျဲ့လို့တိုးဆောင်ပါဒါပေမဲ့အတိတ်ပဲရှိပါလေအတိတ်ပဲရှိသောဘဝကိုတရုပ်ဖို့ဖို့အတွက်အမှုပညာလုပ်တာခုနောထိဆုံးကမေကွန်းသည်ချမ်းသာဖို့နောက်ဆုံးကမေကွန်းသည်အတိတ်ပဲရှိဖို့ဖြစ်ပါတယ်အဲ့တော့အတိတ်ပဲရှိဖို့ဆိုရင်တော့ကျွန်တော်ဤကုန်းချုပ်ချင်တာကမြတ်စွာဘုရားကကျွန်တော်တို့ဒီအားလုံးကို ခုနကဥက္ကရာကြီးပြောတဲ့မြတ်စွာဘုရားစကားပဲကျွန်တော်ချုပ်ချင်ပါတယ်အဲ့ဒါပါလို့ဆိုတော့အလုံးတန်ညာမှာလင်းနေတာတခုကြောင့်ပါပဲအဲ့ဒါပါဆိုတော့အဝိဇ္ဇာပဲဟာအဝိဇ္ဇာဆိုပြောလိုက်တဲ့ခါကျတော့ဘာလို့ဆိုတော့ကလေးတွေနဲ့လည်းဝေးသွားလို့အဝိဇ္ဇာဆိုတာပါဠိစလုံးလေးဖြစ်နေတယ်ပြီးတော့ကျွန်တော်တို့ဘာသာတရားမှာအဲ့ဒီစလုံးတွေကြောင့်ကျွန်တော်တို့ဘာသာနဲ့ဝေးဝေးသွားတာရှိတယ်ကျွန်တော်တို့လူငယ်တွေနဲ့နှီးစေခြင်းတယ်လူတွေအလုံးနဲ့ပျော်ဝေးစေခြင်းတယ်အဝိဇ္ဇာဆိုတာဘာမှမဟုတ်ဘူး မသိချင်းဘူးမသိဘူးလားမသိတာမသိတာကိုဝိဇ္ဇာလို့ခေါ်တာအဲ့တော့ခုနကပြောသလိုပေါ့ငါတို့ဘာလို့ရုပ်ရှင်ရိုက်တလေဆိုတာကိုမသိရင်ပြောင်းလို့တော့ကမှမသိချင်းရတဲ့ဆိုးတယ်ဒါပေမဲ့မသိတာအောင်သိအောင်ရုပ်ရမှန်မသိတာအဆိုးဆုံးဖြစ်ပါလေဆိုတာဒီပြောရင်းနဲ့ဒီကုတ်ချုပ်ပါလေကျေးဇူးတင်ပါတယ်